ရားရှင်ရဲ့ကောင်းမြတ်ကြောင်းကိုတက်တန်တက်တည်ခံခွေးပေးတဲ့ဖျားရှင်နာမဘုန်းကြီးပါစေကျွန်တော်ကလွန်ခဲ့တဲ့၄နှစ်၅နှစ်လောက်ကဒီနေရာမှာဒီကမိတ်ဆွေတို့လိုမျိုးပဲလာလေ့လာခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီလိုပွဲမျိုးမှာပဲကျွန်တော်အိမ်အိမ်ဝင်လေးတည်င်းခုလိုမျိုးပေါ့နော် ကြာပြီးတော့အသက်တာပြောင်းလဲသွားတဲ့လူဖြစ်ပါတယ်လို့ကျွန်တော်ကပုပ်ပလင်းလင်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့ခေတ်ကျွန်တော်တို့အခါကျွန်တော်တို့တွေကကိုကိုကိုပေါ့ ကျွန်တော်တို့ခေပညာတတ်တွေပေါ့နော်ကိုကိုကိုအထင်ကြီးတဲ့လူတွေဟာဘယ်လိုပြောမလဲလူသာပဓာနာဆိုတဲ့အဲ့ဒီချိန်ကအသွေးခေါ်တွေမှာကျွန်တော်တို့မှာတအားလွှမ်းမိုးနေခေကာလဖြစ်တယ်လူသာပဓာနာလူလုံးရအကုန်ဖြစ်တာပေါ့ကျွန်တော်လည်းအဲ့ဒီထဲကလူတယောက်ပေါ့ဒါပေမဲ့40 40ပေါ့နော် သက်40ပြည့်လာတဲ့အခါမှာကျွန်တော်သိတယ်ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးဆိုတာကျွန်တော်သိအဲ့ချိန်မှာကျွန်တော်သိတာအဲ့တော့20ကြော်ကြော်လောက်အချိန်ကုန်တယ်ပေါ့ကျွန်တော်ပြောကြည့်ပါတယ်ဒီမှာရှိတဲ့လူငယ်တွေပေါ့လေဟိုဖះကိုပေါ့အခုလိုမြည်ဆန်းခွေရတာတအားကြီးတော့ခံစားရတယ်ကျွန်တော်တအားနောက်ကျတယ်20လောက်နောက်ကျအဲ့တော့အချိန် ပေါ့နော်အချိန်ကိုပေးမကုန်ပါနဲ့လို့ကျွန်တော်တို့လူငယ်လေးတဘာဝကဟိုငါလုပ်ရင်ဖြစ်တယ်ဆိုတော့ဆန္ဒတွေရှိကြတယ်လေကျွန်တော်တို့လည်းဖြစ်ခဲ့တယ်တကယ်တော့ကျွန်တော်တို့အစွန်းအစွားနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်ကျွန်တော်ကဟိုခိမြတ်ခိပညာတတယောက်လည်းဖြစ်ခဲ့တဲ့အခါမှာကျွန်တော်အသွေးခေါ်ကငါလုပ်ရင်အကုန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်လုပ်ခဲ့တဲ့အရာတွေအများကြီးရှိတယ်အစီအစဉ်တကြပါ့ နောက်ဆုံးကျွန်တော်ပြောချင်တာကျွန်တော်ထိုင်းကိုရောက်လာတယ်ရောက်လာပြီးတော့7နှစ်လောက်ရှိတဲ့အခါမှာကျွန်တော်အိမ်ကနေပြီးတော့မိသားစုကဓာတ်ပုံ ပို့လိုက်တဲ့အခါမှာကျွန်တော်တမီးနှစ်ယောက်ဓာတ်ပုံကိုကျွန်တော်တွေ့တော့ကျွန်တော်လှသွားတယ်။ဘာလို့လဲကျွန်တော်တမီးတွေကအပြိုဖြစ်ကုန်ပြီ။ကျွန်တော်ငငယ်ကလေးကပြတ်ထားတာ။အဲ့ချိန်ကျမှကျွန်တော်ကျွန်တော်မိသားစုနဲ့အတူနေခြင်းနဲ့စိတ်ဖြစ်လာတာ။ဘာလို့ဆိုတော့ ဟိုကျွန်တော်ထင်တာကျွန်တော်ကလေးကလေးပဲရှိသေးတယ်ကျွန်တော်ထင်တာဟာအဲ့ချိန်မှာကျွန်တော်မိသားစုတန်းတားလာတဲ့အခါမိသားစုနဲ့အတူနေဖို့ကျွန်တော်ဆုံးဖြတ်တော့သူတို့ကိုခေါ်ခေါ်တဲ့အခါမှာပြဿနာစပြီကျွန်တော်ထင်တာကကျွန်တော်မိသားစုကျွန်တော်ဘက်ကကျွန်တော်တွေးတာပေါ့ဟိုကျွန်တော်ခေါ်လာရင်ကျွန်တော်စီရောက်လာရင်ဘယ်လိုပဲဖြစ်ပေါ့ကျွန်တော်ကိုနားလည်မှာပေါ့အဖေတယောက်အနေနဲ့သားသမီးကိုခေါ်တာ သူတို့တွေရောက်လာတဲ့အခါမှာကျွန်တော်လိုချင်တဲ့ပုံစံမဟုတ်တော့ဘူးကျွန်တော်တို့ကဒိတ်အောက်သွားပြီဘယ်လိုမှဟိုသူတို့နဲ့အဆင်မပြေတော့ဘူးပေါ့အဲ့တော့မိသားစုအခန်းချင်းချင်းလေးထဲမှာနေတိုင်းပြဿနာရှိတယ်ကျွန်တော်မှသမီးနှစ်ယောက်ရှိတယ်အဲ့တော့အယူဆမတူဘူးပေါ့နောက်ဆုံးအ ਨੇ ဆုံးဘာပြဿနာဖြစ်လဲကျွန်တော်ပြောခြင်း TV သလုံးကိုခုနရမှုရမှုလုနေကြတဲ့အချိန်ကုန်နေကြတာအ ਨੇ ဆုံးဒါအ ਨੇ ဆုံးပြဿနာ ရမှုတမိတယောက်က3 line ဖွင့်မယ်တမိတယောက်က9 line ဖွင့်မယ်သူ့အမေက9ဖွင့်မယ်ဆရာတော်ပြောနေတာလေအဲ့ဒါနဲ့ပြဿနာဒါအနည်းဆုံးပြဿနာနေ့တိုင်းပြဿနာရှိတယ်ကျွန်တော်ကမနေ့9နိုင်ကနေည9နိုင်အမနေ့9နိုင်ကနေည10နိုင်17နိုင်ဒီအလုပ်လုပ်တယ်ဒါပေမဲ့ကျွန်တော်ပြန်လာတဲ့အခါမှာကျွန်တော်ထမင်းစားတဲ့အခါမှာကောက်ရိုးဝါးသလိုခံစားရတယ်ညင်သက်ခြင်းမရှိဘူးကျွန်တော်မပြောရှင်ဘူး ကျွန်တော်ရှာတဲ့ငွေရဲ့ဘာမှအတိတ်ပဲမရှိဘူးမိသားစုလည်းစီစီရုံမရှိဘူးသူလန်းသူလျှောက်သူလန်းသူရွေးဒီမှာကျွန်တော်နဲ့အသက်သူရွေးကျွန်တော်အများကြီးမြင်ပါတယ်ကျွန်တော်လိုလည်းကြုံရမယ်လို့ကျွန်တော်ယုံကြည်တယ်ဘာကြောက်လဲဆိုတော့ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့တို့တို့တို့အသွေးခွန်နဲ့တို့လေကျွန်တော်လိုချင်တဲ့ပုံစံကျွန်တော်တွင်းလို့မရအောင်ကျွန်တော်ကျွန်တော်တို့မိဘဆိုတော့ငါလိုချင်တဲ့ပုံစံတွင်းတာပေါ့ ကျွန်တော်ပြောပြမယ်ကျွန်တော်ចောင်းဆရာတယောက်ဆိုတော့ចောင်းဆရာလို့လည်းကျွန်တော်ဆုံးမလို့ရတယ်ဒါမဲ့မရဘူးကျွန်တော်ကနီးပညာတွေအများကြီးပဲကျွန်တော်စာတွေအများကြီးဖတ်ထားတယ်နောက်ကျွန်တော်ထောင်ထွက်တယောက်ဖြစ်တယ်ကျွန်တော်ထောင်ကြတယ်အဲ့တော့ထောင်ပုံစံနဲ့လည်းကျွန်တော်တည်တယ်ထောင်ပုံစံနဲ့ကျွန်တော်ကင်တယ်ကင်လို့မရပြောချင်တာကျွန်တော်မှနီးကုန်တယ်နီးမရှိတော့ဘလို့မှကျွန်တော်မရှိငွေရှာလို့ရတယ်သူတို့ကိုကျွန်တော်ကောင်းကောင်းမွန်ထားလို့ရတယ်ဒါမဲ့ သူတို့လည်းစိတ်မချမ်းသာဘူးကျွန်တော်လည်းစိတ်မချမ်းသာဘူးနောက်ဆုံးအဖြေကကျွန်တော်ခရစ်တော်ကိုတွေ့သွားတယ်ခရစ်တော်တွေ့သွားတဲ့အခါမှာဒီမှာပေါ့ဒီကိုရောက်လာတယ်ရောက်လာတဲ့အခါမှာဒီမှာဆရာတွေဝင်ငှားတယ်ဟုတ်လားဘာလဲခရစ်တော်ကပြောတယ်ငါဒီတမန်တရားဖြစ်ပြီးလမ်းခရီးဖြစ်အသက်လည်းဖြစ်ပြီးအဲ့နှုတ်ကပတ်တော်ကျွန်တော်ရရတယ်လမ်းခရီးဖြစ်တယ်လို့ပြောတယ်ကျွန်တော်မှထွက်ပေါက်မရှိတော့ကျွန်တော်အမျိုးသမီးဆိုရင် तू က၃ချိန်လောက် သူ့ကိုသူတတ်တည်ဖို့ကြိုးစားရတယ်။ကျွန်တော်မသိဘူး။သူစိတ်ဆင်းရဲတာပေါ့နော်။ဖြစ်ပုံကဘာကြောင့်အဲ့လိုတိဖြစ်တယ်ဆိုတော့မိသားစုပြဿနာလည်းမျိုးမျိုးရှိတယ်။နောက်သူ့မှာတအိမ်နဲ့ပတ်သက်ပြီးတော့မှလည်းယောဂါရှိတယ်။နောက်ဆုံးသူ့ရဲ့ယောဂါကကင်ဆာဘက်ကိုကူးဆက်ဖို့အခြေအနေတိဖြစ်လာတယ်။ဆိုတော့သူ့အတွက်စေဘဝါကလည်းကုန်နေလေ။ငွေလည်းရှာရတယ်။မိသားစုပြဿနာလည်းရှိတယ်။စေဘဝါကလည်းရှိတယ်ဆိုစဉ်းစားကြည့်ပေါ့။ ဲ့တော့သူ့ကိုသူတတ်သိဖို့ကြိုးစားရတယ်။အဲ့တော့ကျွန်တော်တို့မိဘနှစ်ယောက်ကအဲ့လိုမျိုးပေါ့တောကားနဲ့အသက်ရှင်တယ်။ညီသက်ချင်းမရှိဘူး။ကျွန်တော်တို့မျက်ရည်မကျဘဲနဲ့အိတ်ခဲ့တဲ့ညမရှိဘူး။ဒါမဲ့ဂျေဇုတော်ခံစားရတာကသူ့ပွဲမျိုးမှာရောက်လာတဲ့ခံမှာယေရှုကငါဒီလန်ခီးဖြစ်တယ်လို့ပြောတယ်။အဲ့ဒီမှာကျွန်တော်ပြည့်သွားတယ်။ကျွန်တော်တို့ယေရှုကိုမှလက်မခံရင်ကျွန်တော်ထွက်ပေါက်မရှိတော့ဘူး။အဲ့ဒီမှာကျွန်တော်ယေရှုကိုလက်ခံလိုက်တဲ့ခါမှာ ယေရှုကကျွန်တော်ကိုဟိုတော့လန်ခီးဆိုတော့သူ့နဲ့အတူသွားဖို့ကျွန်တော်ကိုစကားပြောတဲ့အခါမှာကျွန်တော်တခင်ယေရှုကိုလက်ခံပြီးတော့မှတခင်ယေရှုနဲ့သူကအသက်ရှင်ပြီးရှောင်းလန်းခဲ့တဲ့အခါမှာကျွန်တော်အသက်တာလည်းပြောင်းလဲတယ်ကျွန်တော်အသက်တာအဖြစ်ကျွန်တော်မိသားစုအသက်တာလည်းအားလုံးပြောင်းလဲတယ်ပြောင်းလဲသွားပြီးတော့ဆိုလိုချင်တာကကျွန်တော်တခုလေးတော့ပြောချင်တာပေါ့တတိယဒုံပေါ့နော်ဒီမှာခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့မှနှစ်ချင်းမင်္ဂလာယူသွားတဲ့ဘုံဘဝတွေကိုကျွန်တော်ပြောချင်ပါတယ်လို့ လောကဒံဆိုတာရှိပါတယ်လို့เนาะအဲ့ဒီလောကဒံကကျွန်တော်တို့ခရစ်တော်နဲ့အတူကျွန်တော်တို့ကြော်ဖြတ်ရမှာဖြစ်ပါတယ်ဟောခရစ်တော်လက်ခံလိုက်ခါမှာလောကဒံမရှိဘူးတော့မဟုတ်ပါဘူးခရစ်တော်လက်ခံလိုက်တဲ့ခါမှာပြဿနာဒုက္ခပြဿနာမရှိဘူးဆိုတာမဟုတ်ပါဘူးဘယ်ဆရာမှလည်းမတွန်တင်ပါဘူးကျမ်းစာမှာလည်းမရေးထားပါဘူးဟောတော့ကျွန်တော်ဒါပေမဲ့ခရစ်တော်ကပြောတာငါသည်လောကလောကကိုအောင်တယ်လို့ပြောတယ် အဲ့တော့ခရစ်တော်နဲ့အတူကျွန်တော်တို့သွားမယ်ဆိုရင်ကျွန်တော်အသက်တာကပြဿနာဘလောက်ပဲရှိရှိကြော်ဖြတ်သွားမှာဖြစ်ပါတယ်ကျွန်တော်ခွန်အားပေးခြင်းပါလေဆုံးဖြတ်ချက်မမှားပါဘူးကျွန်တော်၄နှစ်၅နှစ်ရှိပြီကျွန်တော်ဘုရားဘာသာဆစ်ဆစ်ပါဥပမာဒီနေ့ကျေးဇူးတော်ပဲဒီပွဲမှာကျွန်တော်ရရွှေရမျိုးနှစ်ယောက်တွေ့တယ် RWC ကနေပြီးတော့ပို့ဆောင်ခဲ့သူတို့သိပါတယ်ကျွန်တော်အတိုင်းဝိုင်းကဘာသာရေးတအားကိုင်းရှာနေတဲ့အတိုင်းဝိုင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီဘာသာကကျွန်တော်တို့ကို မကူညီနိုင်ပါဘူးတို့မကဲနိုင်ပါဘူးတို့ကျွန်တော်တို့အတ္တတာပြောင်းလဲအောင်လဲမလုပ်နိုင်ပါဘူးတို့တကယ်တမ်းခရစ်တော်ဖျားတာကျွန်တော်အတ္တတာကိုပြောင်းလဲနိုင်အောင်လုပ်ပါတယ်ဒီနေ့ဒီအချိန်ခါမှာကျွန်တော်ကမနက်ကဆရာယောနာပြောသလိုပေါ့နံပါတ်1ကျွန်တော်ခရစ်တော်ကိုယုံကြည်ရမယ်နံပါတ်2ကျွန်တော်တို့ခရစ်တော်ရဲ့စကားကိုနားခံရမယ်နံပါတ်3ကျွန်တော်တို့ခရစ်တော်ကိုချစ်ပြီးတော့မှအစီခံရမယ်ကျွန်တော်အဲ့ဒီအစီအစီသိပြီးသိပေါ့ကျွန်တော်တို့အတ္တတာ လူပြင်ပြောင်းလဲတာခရစ်တော်အားဖြင့်ဖြစ်ပါတယ်လို့အားလုံးဖြတ်ကျင်ကောင်းကြီးပြပါစေ။